မင်္ဂလာပါရှင်ရွှေကုန်းကနေတင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ကျောင်းတက်ရန်အခက်အခဲရှိသောကျောင်းသားကျောင်းသူများအားအမျိုးသမီးရေးရာအဖွဲ့မှကျောင်းအသုံးဆောင်ပစ္စည်းများထောက်ပံ့ပေးရတဲ့သတင်းဖြစ်ပါတယ်။ရွှေကုန်းတိုင်းဒေသကြီးလှိုင်သာယာအရှေ့ပိုင်းမြို့နယ်တွင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အစီအစဉ်ဖြင့်ကျောင်းတက်ရောက်ရန်အခက်အခဲရှိတဲ့ကျောင်းသားကျောင်းသူများအားကျောင်းအသုံးဆောင်ပစ္စည်းများထောက်ပံ့ပေးရပွဲကိုမေလ30ရက်နေ့နဲ့10ရက်နေ့ကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစီအွေခန်းမှာပြုလုပ်ကြောင်းသိရပါတယ်။ ရှေးဦးစွာမြို့နယ်မြို့သမီးရဲရအဖွဲ့ဥက္ကဋ္ဌဒေါ်သူစာတင်ကအမှာစကားပြောကြားပြီးပလာစာအုပ်တရာစင်ဘောပင်ခဲတန်းချွန်ဆက်ကျော်ဘော့အိတ်ပေတန်းကမာဘူးထီចောင်းစိန်ဝစ်စုံနဲ့ထမင်းပူများအားចောင်းထက်ရောက်ရန်ခက်ခဲရှိတဲ့ចောင်းသားចောင်းသူဆက်လီဦးတို့ကိုထောက်ပံ့ပေးရခဲ့ကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ခင်ဝဲမှုကပြပို့လာတာပါ thank you